နေပြည်တော်တဝိုက်ကတော့လက်ရှိမှာမိုးအခြေအနေကိုစောင့်ကြည့်နေရပြီးဆယ်ချောင်းမြင်းအနည်းနဲ့အနေပိုင်းမှာနေထိုင်တဲ့ဒေသခံတွေယူဆိုင်နေထိုင်ကြဖို့ဒေသခံပရိုက်တာအသင်းတွေကတတိပေးပြောဆိုလိုက်ပါတယ်ဆယ်နဲ့ချောင်းတွေမှာလက်တလောရေတွေအပြည့်ရှိနေပြီးတောင်ကြရေကိုလည်းစောင့်ကြည့်နေရတာကြောင့်မိုးများလာမယ်ဆိုရင်ရေကြီးရေရှမ်းမှုတွေထပ်မံဖြစ်ပေါ်လာနိုင်တယ်လို့ဒေသခံလူမှုကူညီကယ်ဆယ်ရေးလှုပ်ပေးနေသူတူကပြောပါတယ်ဘယ်စီရအောင်ဆယ်ရလည်းတော်တော်များများရှိ များတော့ရှိကြပါအောင်တယ်ဆိုတော့ကျွန်တော်ဒီများရရှိရေးအပြည့်ရှိရပါတော့အဲဒီဒီကျောင်းကကြာလာတဲ့ဒီကျောင်းရှိရဒီတော့တိုင်းဆုံးမှားဘူးပြရရမိုးထက်များမယ်ဒီများလာမယ်ဆိုတော့ဒီဆန္ဒရကျော်မယ်ဆိုတော့ကျွန်တော်လက်ဆုံးနေမှာပါအဲဒီကျွန်တော်တို့မိုးပဲဒီကစောင့်ကြည့်ရတော့မှာအဲပြီးတော့ကျွန်တော်တို့စောင့်ကြည့်ရလဲဆိုတော့နေဒီတော့နည်းနည်းကြောက်ရတော့မိုးများမယ်ဆိုရင်တောင်ကြေးပါပေါင်းမယ်ဆိုရင်တော့ ်ခြေအကြီးနိုင်တာပေါ့ချောင်းမင်းနေရောလောလောဆယ်ရဲ့ငလိုက်ဆိုစင်ပြေတော့လည်းခြေကဟိုကမ်းပြင်းပြီးပါလွတ်သွားဆိုတော့သူပြောချောင်းထဲမှာရေရတော့အပြည့်ကြီးရယ်တောင်ကြရေပါထပ်ပေါင်းနေတော့ပုံမှန်ကြီးနေတဲ့အချိန်မျိုးကြော်ရည်တော့ရေရေပြင်မှာပေါ့ကူညီကြဲစေးဖွဲ့ရည်အနေနဲ့လက်ရှိမှာတစ်ဖွဲ့နဲ့တစ်ဖွဲ့ချိတ်ဆက်ထားကြပြီးရေကြီးလာရင်အစင်သစ်ကူညီနိုင်အောင်ကြိုတင်ပြင်ဆင်ထားကြတယ်လို့လည်းနောက်ထပ်ကူညီကြဲစေးလူပေးနေသူတို့ကပြောပါရယ် ကျွန်တော်ကတော့မိုးများရဲ့ဆိုရင်တော့အဲ့လိုပေါ့ကျွန်တော်ရေရစကျင်ကြောတကုံးဘက်ကနေလာဆိုတော့ကျွန်တော်အနေနဲ့တကုံးဘက်ကပြင်ပွင့်နဲ့ချစ်ရတာလေသူတို့ဘက်မှာသူရမရှိရဲ့ဆိုတော့ကျွန်တော်ဘက်ကဒီရဲ့ဂျွာရီလိုက်ပြီးတော့အော်တယ်အဲ့တော့ဆိုတော့ကျွန်တော်ဆက်လေလူငယ်အားတွေတော့အဆင်ပြေပြင်ပါတော့ကျွန်တော်တို့ကညီလုံးဖြစ်နေတော့ကျွန်တော်တို့ပြင်လာတော့ပတ်တာပြင်ညောင်းနေတာလို့စင်တီတို့ အဲကျွန်တော်ကဟာကျုပ်ကန်းလို့စဉ်းစားလို့စာရစုလို့အဲအဲ့အဲ့ဒီပါတရားတော့နည်းနည်းစိုးနေတာတော့အော်တိုဘာတရက်ဒီနေ့မနက်ပိုင်းအချိန်တွေကတော့နေပြည်တော်တဝိုက်မှာအုံမိုင်းနေတဲ့ရာသီဥတုအချိန်တွေကြောင့်မိုးရွာသွန်းမဲ့အလားလာရှိနေပြီးလက်ရှိအချိန်ထိတော့စိုးရင်ရတဲ့အချိန်တွေမှမရှိသေးဘူးလို့နေပြည်တော်ကောင်စီနေမြေတွင်းနေထိုင်သူတို့ကပြောပါတယ်။လက်တလောဒီနေပြည်တော်တဝိုက်ကတော့မိုးကတော့ဒီ7နှစ်ပြည့်ရှင်ဒီမြို့မိုင်းနေရကျွန်တော်စစ်တောင်းပြည်နေရဒီစစ်တောင်းပြည်တဝိုက်ကတော့ ိုးရတော့မဲ့အလားလားရှိနေတယ်ပေါ့ဟုတ်တယ်လက်တလောနေတာတော့နေပြီးတော့ဝင်းဝိုင်းအားလုံးပေါ့ဒီကျွန်တော်တို့ဆယ်ဒီဆယ်နဲ့နေတဲ့နေရာတွေဒီကျွန်တော်တို့ဒီရှောင်းပေးတွေညစ်ပေးတွေကျွန်တော်တို့ဒီရဘိုးရတော့မဲ့အချိန်ကြောင့်နည်းနည်းဒီတက်နေတဲ့အပိုင်းတွေတော့ရှိတယ်ဒါပေမဲ့စိုးရရတဲ့နေရာတော့မရှိဘူးဘိုးရတော့မဲ့ဆက်လက်ရှိနေမယ်ဆိုရင်တော့နေတိုင်းရွာတွေကတော့မစိုးရရဘူး စက်တင်ဘာ30ရက်မနေ့မနက်ပိုင်းကလည်းနေပြည်တော်လေဝင်းမြို့နယ်ရုံးပင်အုပ်စုမပြောတော့ရွာတွေကိုရေတွေဝင်ရောက်လာတာကြောင့်အနည်းအလုံး90လောက်ရေနှင်းမြုပ်ခဲ့ရပြီးဖရိုက်တာအသင်းတွေကဒေသခံတွေကိုကုန်းမြင့်ပိုင်းတွေစီကိုအေးပေါ်ရွှေ့ပြောင်းပေးခဲ့ရတယ်လို့လည်းသိရပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းတွင်တောင်တရုတ်ပင်လယ်မှာဒီနှစ်ထဲကပတ်အင်အားအပြင်းဆုံးတိုင်ဖွန်းမုန်တိုင်းရာဂါဇာကြောင့်မြန်မာနိုင်ငံအတွင်းမိုးများခဲ့သလိုအခုရက်ပိုင်းမှာလည်းမြန်မာကိုလီပီးယားနဲ့ဆဲအဖြစ်ဖြတ်သန်းမဲ့ဘူလွိုင်းမုန်တိုင်းရဲ့အရှိန်ကြောင့်နေပြည်တော်ပါဝင်တိုင်းနယ်ပြည်နယ်တချို့မှာမိုးများပြီးရေကြီးရေရှမ်းတာမြေပြူတာကားလက်ရေကြောတာတွေဖြစ်နေတယ်လို့သိရပါတယ်ဒါပြင်တချို့နေရာတွေမှာလည်းလူအသေးပြောက်ရှိခဲ့တယ်လို့သိရပေမဲ့ MBA အနေနဲ့တိကျအတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး ပြီးခဲ့တဲ့နှစ်စက်တင်ဘာလအတွင်းကလည်းရာဂီမုံနိုင်အရှင်ကြောင့်နေပြည်တော်အပါဝင်စေမျိုးထက်မင်းမှာရုတ်တရက်ရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက်လူသေးပြောက်ရာနဲ့ချီရှိခဲ့ပါသေးတယ်။